ဲ့တော့မတင်ပြခြင်းဘူးမေဝဲလို့နေရာမျိုးတွေဆိုရင်ရှင်းလင်းရမှာရှင်းလင်းရမှာနော်စီစီရော်ရော်ပတ်ဝန်းကျင်နေဒီမေဝဲနဲ့အနီးတစ်ဝက်ရွာတွေကို PD ရွာတွေဘေးွာတွေဘေးွာတွေရှိတယ်ရှင်းလင်းရမှာမရှင်းလင်းလို့မရဘူးအဲ့တောင်ရွာစိတ်စိတ်ကန်းဆိုလို့ရှိရင် PD ရကိဖြစ်နေအများကြီးလုံးတယ်ခုမေဝဲရွာလူရွာသားတွေကိုထွက်ခိုက်တာရှောင်ခိုက်တာယူ เนาะช่องให้ได้ไม่ช่องลงเมียก็ช่องให้มั้ยที่ไก่มั้ยกูลงช่องจ้าဒီရတဲ့ခမရလို့ရှောင်းကြပါไม่ရှောင်းရင်ကျွန်တော်ခမရတို့ရဲ့အတန်နေအမမခံမှုဖြစ်လာရင်ခမရတို့အတကိုယ်ကိုပြပြတနေရသွားကြဥစ္စာဒီထဲဆင်းနေပြီဖြစ်သွားပြင့်မယ်အဲ့ဒီလိုတိတိတလာကြီးလူကြီးတွေကမတူးလောက်ဆိုတော့တိတာပဲလူကြီးလည်းတိတာပဲเนาะအဲ့လိုမဲခွန်းမထိုးတော့ကြီးလက်နဲ့ကြီးတွေကြားတယ်ဗဟရားတွေကိုလက်နဲ့ကြီးတွေကြားတယ်မတိဘူးလားလူကြီးတွေတိတာပဲလေဒါကြီးတိတာအကုန်လုံးတိတာပဲဒါကြီးဥစ္စာတို့ကိုလည်းတိတယ်အကုန်လုံးလူကြီးလည်းတိနေရပါပဲ ဘာကြောင့်မလုပ်တာလဲဘာကြောင့်မရှင်းလင်းတာလဲဘေကွန်းထုတ်ရမလို့ဟီထုတ်ရမလို့ဖြစ်နေတကိုင်းမှာအင်အား150ရှိတယ်50လောက်ကလည်းနဲ့ကောင်းကောင်းလည်းအကုန်လုံးလိုက်ရှင်းလို့မရဘူးလားဒုံးတက်ဒုံးနေပါတယ်အကုန်လုံးရှိမယ်တကယ်စိတ်ဓာတ်ခိုင်မာတဲ့ခေါင်းဆောင်တယောက်ကိုတောင်းပေးလိုက်ပြီးပြီမှလုံးတက်လုံးလိုက်သားကိုလုံးမဲ့ဆိုလို့ရှိရင် ကဘာအမွေနေဖြစ်တဲ့ပထိုးတော်ကြီးမတိန်နဇေတိကြီးတွေမင်းဝင်ခေါလောင်းကြီးလည်းကာဝယ်ပြီးသားဖြစ်သွားလိမ့်မယ်။အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တွေ့ထားမယ်မင်းဝင်မျိုးကြီးဖြစ်သွားမယ်ဆိုမဖြစ်ဘူးတော့ခင်ဗျားတို့မပြောနဲ့နော်။မင်းဝင်ကတလန့်ပဲရှိတယ်။တန်တယ်လန့်ရေလန့်ရည်လာမယ်။တလန့်ပဲရှိတယ်။တန်တယ်လန့်ရေလန့်ရည်လာမယ်။အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့မှာတော့ PDF ရမှန်သမျှရှင်းလင်းပေးဖို့ပောက်ကိုတော့ပြောပြလာတဲ့ရုပ်တံနဲ့အတူကြောက်ဖြူကိုစစ်ကောင်စီကလေရင်ဖြင့်ထပ်မံပုံကျဲမှုနေအိမ်များမိလောင်ပြကြသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကိုစစ်ကောင်စီကမတ်လ9ရက်နေ့လယ်ပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ရွာမှနေအိမ်35ဆောင်ထပ်မနေမိလောင်ပြကြသွားကြောင်းသိရသည်။ မတ်လ9ရက်နေ့မွန်းလွဲနှစ်နာရီခန့်တွင်စစ်ကောင်စီကချက်ဖိုက်တာတစ်စီးနှင့်တစ်ပုတ်တောင်တိုက်နယ်ကချက်တိမ်ကြီးရွာကိုလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေသခံတအူးကဟိုတနေ့ကလည်းဥကင်းရွာကိုလေကြောင်းကနေပုံးကျဲခဲ့တယ်မနေ့ကလည်းထပ်ပြီးချက်တိမ်ရွာကိုပုံးကျဲတိုက်ခိုက်တယ်။တော်ပါသေးတယ်အရက်သားတွေစောစောစီစီနေရာရွှေ့ပြောင်းထားလို့ဒါပေမဲ့ဖုန်းဆက်လိုင်း အဆက်အသွယ်မရသေးတော့လူထိခိုက်မှုရှိလားမရှိဘူးလားတော့မသိရသေးဘူးဟုပြောသည်မတ်လ6ရက်နေ့မွန်တဲနေ့ညနေပိုင်းတွင်ဦးကင်းကြီးရွာကိုစစ်ကောင်စီသည်လေကြောင်းကနေချက်ဖိုက်တာဖြင့်နှစ်ကြိမ်တိုင် လာရောက်ဂုံးကျဲတိုက်ခိုက်ခဲ့ပြီးနေအိမ်တရာ80ကျော်မီးလောင်ပြကျသွားသည် လူတွေတော့အထီးခိုက်မရှိဘူးပြီးခဲ့တဲ့30ရက်ကျော်လောက်ကစပြီးတိုက်ပွဲတွေကြောင့်တိမ်းရှောင်သွားကြတာနေ့လယ်နဲ့ညနေပိုင်းမှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်တရွာလုံးမီးလောင်ပျက်စီးသွားပါတယ်တိုက်ပွဲတွေမရှိဘူးလို့သိရပါတယ်ဟုဒေတာခန်တဦးကပြောသည်စစ်ကောင်စီဤလေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ကြောက်ဖြူမြို့နယ်ကဥကင်းနဲ့ကြက်တိန်ကျေးရွာကနေအိမ်စုစုပေါင်း200ကျော်မီးလောင်ပျက်ကျသွားခဲ့ရခြင်းဖြစ်သည်အဲဒီလိုမင်္ဂလာပါဗျာ ဒီနေ့က9နဲ့3လလိုက်2000နဲ့မှ25ဖြစ်ပါလေဗျာဦးစင်းကနေ့ရက်ချပဲကြိုးကြတဲ့တည်င်းလေးတွေလွန်ပေးနေခြင်းဖြစ်ပါလေဗျာเนาะအမှန်တရားတည်င်းလေးတွေပေါ့ဒီရက်ထဲမှာတည်င်းနေရာဇက်တိုက်မလို့ဘူးဆိုတာဦးစင်းကျမကြီးမကောင်းတာကလည်းတိုင်းပါတယ်เนาะကျမကြီးကဗက်စကူမကူလာတော့မတည်ဘူးပေါ့เนาะအဲဒါကြောင့်ရဆိုရင်လည်းအဖျားပြန်နှာစီးတဲ့တော်ပါကြီးမုံမှန်ဖြစ်နေရတာတော့เนาะ ီနေ့တော့ဆေးသွားဆိုတော့နည်းနည်းပိုပြီးမှလမ်းလာတယ်ပေါ့နော်။ဒါကြောင့်ဒီနေ့ဥစဉ်စကိုင်းနဲ့မန္တလေးနဲ့ပတ်သက်ပြီးဥစားပြီးဥစားပြီးပြောတော့ဖြစ်ပါလိမ့်မယ်နော်။ပထမဆုံးအနေနဲ့ဥစဉ်ပြောချင်တာကမန္တလေးနဲ့မန္တလေးတိုင်းနဲ့ဒရာဝူမြို့နယ်ပေါ့နော်။ဒရာဝူမြို့နယ်ဒရာဝူမြို့နယ်ကတပေရွာပေါ့နော်။တပေရွာတို့မြင်းငူရွာပေါ့နော်။မြင်းငူရွာတပေရွာဆိုတာဒရာဝူနဲ့မိုင်၃၀လောက်ဝေးတယ်။မနေ့က6ရက်နေ့မှာ PDF တွေကျိုးစိုးပဲကိုကျင်းပါပါတယ် PDF တွေကိုဒီဘက်အနေနဲ့ဗားရိုက်နဲ့ကျိုးစိုးတာပေါ့ဗျာနော်အဲ့တော့ဦးသိပြောချင်တာကဒီလိုတရေရွာပေါ့နော်တရေရွာကလောက်နဲ့၈မိုင်ခွန်းမိုင်လာဝေးတယ်မနေ့က6ရက်နေ့မှာ PDF တွေကိုကျိုးစိုးတယ်အဲ့တော့ဦးသိတို့ပြောချင်တာကဒီလို PDF တွေကိုတတိယကျိုးစိုးတဲ့အခါမှာဦးသိတို့ရဲ့တုံ့တက်ချက်ပေါ့နော်အကြမ်းဖက်လူလည်းအကြက်ဖက်ပဲကြက်ဖက်ထောက်ခဲတဲ့လူကြက်ဖက်အားပေးတဲ့လူလိုပဲဦးဇင်းလို့ကတော့သုံးသက်ချင်တယ်နော်အဲဒီမြေငူရွာကဆိုလို့ရှိရင်ဒီ PDF ကြက်ဖက်တွေကိုတိတ်တေဝါလုံးစုပြီးမှ တိတ်နေရတိတိထောက်ပတ်လဲတဲ့နော်တိတ်နေရတိတိမြေငူရွာနဲ့တပေရွာနဲ့ကတမိုင်ကျော်ကျော်လေးပဲဝေးတယ်အဲ့တော့လူကြီးမန္တလေးတိုင်းနဲ့မှာဆိုလို့ရှိဒါတွေတိုင်းမှုတွေရောလူကြီးတိကျတိလောက်ပါတယ်ရောနော်မိုင်မူရီလည်းတိကျတိမှာတရယ်ဟုနဲ့တပေရွာနဲ့က9မိုင်10မိုင်ပဲဝေးတယ်မနေ့က6ရက်နေ့မှာပီရက်ဒီတို့လူရွာထဲမှာလည်းကမှာတို့တပေရွာကိုကျိုးလာလေးပေါ့လောက်ကြတယ်ပေါ့ဗျာလောက်ကြတယ်ပေါ့နော်အဲ့တော့ဒီရဲ့လူတော်ဟူဘက်မှာလည်းဦးစင်းတို့တရယ်ဟုလေကြောင်းရံတက်ကိုဒီ PDF တင်ဝင်လုံးပြီးဖြစ်သွားတယ် မိစားလေးဒီဒီလေးပါဒီမိစားလေးနဲ့တော့မမဖြစ်နိုင်တော့ပါဘူးလို့ပုံစံမျိုးပြောလို့မရအောင်အကုန်လုံးမိဘူးပါလို့ရှိရင်ဘယ်လိုထိုင်ဒါမျိုးလေးအစပီဒီအက်တည်းကသူမိတန်တန်လေးနဲ့ပါဘာမှဖြစ်တော့ပါလို့ဆိုဒီကလေးတို့လေးဒီလိုဒီဖြစ်ခဲ့လို့ဗျာအခုတို့တို့မိရတယ်တို့မိလေးရတယ်ဘယ်လိုလဲဖြစ်တာပေါ့နော်ငလောက်တန်တန်တရားနေနော်နောက်ဆုံးတော့ဒီထောက်ကိုပြောတာပါဗျာနော်ဒီထောက်ကိုပြောတာပါအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုထောက်ခံတယ်ပြောရဲမှန်တယ်မြတ်ဟာအကြက်ကထောက်ခံတယ်လို့နောက်နော်ဒါအကုန်လုံးကအကြက်ဖက်ပဲတရွာလုံးအကြက်ဖက်ပဲ လေရောင်လုံးကြက်ဖက်ပဲအကြက်ဖက်ကိုထောက်ပတ်တယ်လေရောင်လုံးကြက်ဖက်တယ်ဥစဉ်တော့လားတုံးတက်ချင်တယ်နော်ဥစဉ်တော့နိုင်ငံတော်နတ်သက်ကတောင်ရှိပုံကိုတိုက်မှုနေရတော့ဘလို့တုံးတက်မလို့တော့ဥစဉ်တော့ကတော့မပြောတတ်မပြောတတ်နော်အဲ့ဒီရွာတွေတကယ်ဦးနဲ့ဒီတဲ့ရွာတွေလေရင်ခွင်းတွေပလီတဲ့နော်ဒီဥစဉ်တော့တွားရနေရတဲ့အားလုံးဆိုလို့ရှိရင်ဒီတရားတွေဒီတကယ်ဦးကနေပဲဥစဉ်တော့လေရင်နေဒါမိတိလားလေကြောင်းရတဲ့ဥတော်ကနေပဲဒီဥစဉ်တော့တော့ဘယ်ဘက်ပဲအကုန်လုံးတွားရတာများတယ်အဲ့တော့ဒိဋ္ဌာစေခြင်းလို့ဥစဉ်ကပြောတာ မမကတောင်ရှိပုံကမန်လေးတိုင်းမှဒီွားလေးဒီွားလေးကိုဂယူဆိုင်ကိုတတိထားကိုပောင်းဝင်းချင်းကိုခုနှစ်မိုင်ချစ်မိုင်ပဲဝေးတယ်။မနေ့က PDF ကျိုးစိုးပဲလုပ်ပါတယ်။ဟိုဘက်ရောက်ကတိတ်နေရလူတယ်နော်။တိတ်တိတ်နေရလူတယ်မြင်းကမြင်းကပေါ့နော်မြင်းကတိတ်နေရလူတယ်။ဒါဥစဉ်တော့ခိုင်လုံးနဲ့တိကြတဲ့တဲင်းကိုဥစဉ်တော့ရရှိထားခြင်းဖြစ်တယ်။ဒီတဲင်းကိုဒီတဲင်းဥမှတောင်ဝင်ကြနေရလူကြီးမိမလည်းရရှိမယ်လို့ဒီပါတယ်ထင်ပါတယ်ပေါ့နော်လူကြီးတွေကိုလည်းဥပဒေတွေကိုပို့တဲ့သူကလူကြီးတွေကိုလည်းပြီးတော့တင်ပြထားပါတယ်ခင်ဗျာတဲ့ တကယ်လို့လူကြီးတွေကပြည့်ကြကြမေးလို့ရှင်တပည့်တော်ကပြောလိုက်ပါတဲ့နော်ဒါဒါဦးဇင်းတို့တကယ်ဥပ္ပမဖြစ်တဲ့တင်းပေါ့နော်နောက်တစ်ခုကဦးဇင်းတို့ကဘာအမွေနေဖြစ်တဲ့မင်းခွင်မင်းခွင်မှာနော်မင်းခွင်ဆိုလို့ရှိရင်မနေ့ကဆိုလို့ရှိရင်ဒါမင်းခွင်နေ့နေ့ရက်ဖြစ်နေတယ်အခုဆိုလို့ရှိရင်မင်းခွင်ကတောင်ရနဲ့မြောက်ရွာရှိတယ်စိတ်ကန်းကအဲ့တောင်ရွာဘက်ကစိတ်ကန်းဆိုလို့ရှိရင် PDF ခေလို့ဖြစ်သွားပြီမနေ့ကဆိုလို့ရှိရင်ဒီ PDF တွေဟာဒီစိတ်ကန်းကနေလာတဲ့မန္တလေးဘက်ကနေလာပြတ်သားကြီးစစ်စေးတယ်မင်းလည်းအကောင်လုံးစစ်တယ် နော်ဖမ်းဆီးတာတော့မရှိသေးဘူးဒါမှမဟုတ်အကုန်လုံးစစ်ဆေးတယ်စစ်ဆေးတော့ဒီခွန်းခွန်းရဲ့ရှေ့ရကျွန်းဒီရွာကနေဖွဲ့ပေးကြပါတယ်ခွန်းရဲ့ရှေ့တွင်ဥစ္စာဒီကရှောင်းပေးကြပါဗျာရှောင်းပေးကြမပြုတ်လဲမကြခင်မှာဒီမှာမင်းကွေးဟိုတို့တွေစစ်ပွဲစတော့မှာပြောစစ်ပွဲလုံးလုံးမှာမဟုတ်ကြပါနဲ့အဲ့တော့မင်းကွေးရွာမှာနေ့စဉ်နဲ့အများတိုက်ပွဲတွေဖြစ်နေတယ်မနေ့ကဆိုလို့ရှိရင်မင်းကွေးရဲ့ဒီဖျားတွေမှာဆိုသူဘက်ကလက်နဲ့ကြီးနဲ့ပြစ်ချိုင်တဲ့အတွက်ကြောင့်တော်တော်ကြီးခုန်သွားတယ်ဖျားတွေကဖျားတွေဘက်က PDF တွေလက်လက်ကြီးကြောင်နော် အဲ့တော့မင်းကတော့ဝိုင်းမှာဆိုပေတရက်နေရှိတဲ့ရွာကိုလူကြီးတွေကမတူးလားဆိုတော့တိတာတိတာတယ်ပေရက်တွေဘယ်မှာမှရှိတယ်ဘယ်နေရာမှာနေရဆိုတော့အကုန်လုံးတိကြတာပဲဘာကြောင့်မရှင်းတာလဲဘာကြောင့်မလုပ်တာလဲတန်တရားဦးစင်းတော့ကမင်းကပြန်ခေါ်မလို့ဖြစ်တယ်မင်းကပြန်ခေါ်မလို့ဖြစ်တယ်တော့တိုင်မွေးကြီးနဲ့တိုင်မွေးကြီးလည်းဦးစင်းကပြောပါတယ်တိုင်မွေးကြီးဒလိုဒလိုရှိတယ်ဒါသခိုင်းတိုင်မွေးကြီးဆိုလို့ရှိရယ်ဒါခါလေကိုနဲ့သကားပြောရလို့ဟာတိုင်မွေးမှာဟုတ်ရလားဟာလို့ တိုင်းမှုတော်တော်များများလည်းခင်ကောင်းကခက်ကြင်ကြင်လေညာအခါလေကိုကပြောလို့ရှိသူတို့တွေကအလုံးရွှတ်တယ်ဗာရွှတ်တယ်ဆိုဟုတ်လားခင်ကောင်းကခက်ကြင်ကြင်အဲ့တော့ကိုနဲ့တကားပြောဟာတိုင်းမှုမှာဟုတ်ရဲ့လားဆိုတော့ဒါကတည်းကဖြစ်မိတာဟုတ်ကောခေါ်ရွှဲလို့စက်ရွေးစိတ်ထားကတမန်အယတပုံစံမျိုးလိုပဲဘူဝခိုင်လုံးနဲ့တည်းအတိအကျပြေးတော့လုံးတယ်ကိုတို့ဒီမိလူတွေတကယ်တော့ကောက်တယ်ဆိုတော့အခက်ခဲရောက်အောင်ပို့တယ်နော်ဒီဘာမွေးရနမကတိုင်းမှုကြီးဦးဇနောမန်လေးတိုင်းမှုကတော့ခိုင်အေးအေးနဲ့တော့ခိုင်အေးနဲ့လုံးလုံးတယ်ဟုတ်ဆက်တော့အေးစစ်စစ်ပြောတယ် အဲ့ဒါဒီအောင်ဒီကြရင်တော့တော့အရေးယူပေးရနော်အဲ့လေမွေတိုင်းမလို့ဥစဉ်စကားတားကြီးတော့မပြောဘူးဥစဉ်ကလည်းဒီမပုံမလင်းလေးပြောတော့တိုင်းမတိုင်းတိုင်းမနဲ့ဒီချေရတော့ခင်ရရင်ကိုတိတ်ပြီးမှမကုတ်ဥဖေကိုရရဲဘူးတခါလေးပုံလိုက်ရင်ကကကြီးလာလို့ရှိရင်တိတ်ပြီးမှကုတ်ဖေကိုမထင်ဘူးအလုပ်တရားတော့အကောင်လုံးရှုပ်ကြလာတိုင်းမတိုင်းတိုင်းမတိုင်းကိုတနေ့9နာရီမေးရအောင်24နာရီမှ9နာရီမေးရအောင်အဲ့လိုကိုမရအောင်အဲ့တော့ကိုချင်းစားတယ်အဲ့ကိုချင်းစားတယ်အားလုံးကလည်းဥစဉ်တော့မတင်ပြချင် 玫瑰路你啊，留的是训练嘛，训练嘛，喏、哎，其实要要番桂街的，玫回来，你都外一话就，比第一句话的，别话的别话的写的，训练，我训练荣耀。哎，到时候谁谁敢说都行，比第一更骗宜，没人，老的，不玫瑰街就叫哪里？有脱海南、上海来的，喏，上海来，小农边上，农民，第体块卖过路小家，你二块他们都小家嘛，那小家就是他们两都一样的，俺妈不敢木。 ဖြစ်လာကြတော့အဲ့ကိုယ့်ရဲ့ကိုပြပြီးတနေရာသွားကြဦးတော့ဒီကစိတ်နဲ့မြင်ဖြစ်သွားပြင်မယ်အဲ့ဒီလိုတိတိကျကျလူကြီးတွေကမတူတော့ဆိုသိတာပဲလူကြီးတွေလည်းသိတာပဲနော်အဲ့လိုမဲခွန်းမထိုးတော့ကြီးလက်နဲ့ကြီးတွေကြားတယ်ဗဟရားတွေကလက်နဲ့ကြီးတွေကြားတယ်မတူဘူးလားလူကြီးတွေသိတာပဲလေဒါကြီးသိတာအကုန်လုံးသိတာပဲဒါဥသိမ်းတို့ကလည်းသိတယ်အကုန်လုံးလူကြီးတွေလည်းသိနေရပဲဘာကြောင့်မလုပ်တာလဲဘာကြောင့်မရှင်းလင်းတာလဲမေကွန်းထိုးရမလို့ဟီထိုးရမလို့ဖြစ်နေတယ်ဒါတိုင်းမှာအင်အား150ရှိတယ် ဘာပဲလောကလည်းလက်ကောင်းကောင်းလည်းအကုန်လိုက်ချင်းလို့မရဘူးလားဒုံးတဲ့ဒုံးနေပါလေအကုန်လုံးရှိပဲတကယ်စိတ်ဓာတ်ခိုင်ပါတဲ့ခေါင်းဆောင်တယောက်ကိုတောင်းပေးလိုက်ပြေးပြီးမှလုံးတယ်လုံးလိုက်တာကိုလုံးမှန်ဆိုလို့ရှိရင်ကမ္ဘာအပွေနေဖြစ်တဲ့ပထိုးတော်ကြီးမလိမ့်နဲ့ဇေတိကြီးတွေမင်းဝင်ခေါင်းလောင်းကြီးတွေလည်းကာဝင်ပြီးသားဖြစ်သွားနိုင်မယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တွေ့ထားမယ်မင်းဝင်မျိုးကြီးဖြစ်သွားမယ်ဆိုမဖြစ်ဘူးတော့ခင်ဗျားတို့မပြောနဲ့နော်မင်းဝင်တလန့်ပဲရှိတယ်တကယ်လန့်ရေလန့်ရည်လာမယ်တလန့်ပဲရှိတယ် ကျန်တယ်လားရေလားနေလားလဲဟိုလိုအဖြစ်နဲ့ကျေပြီသူတို့ဒီဖြတ်လိုက်လို့ကွက်တီထားပြီးတာကဲတလားလားအဲ့တလားလဲကျင်းကျင်းလေးပဲကျင်းကျင်းလေးလေအဲ့တော့ဦးစင်းတို့ပြောချင်တာကလုံးနဲ့လောလိုက်တာကိုစောစစ်စစ်လုပ်ပါစောစစ်စစ်ရှင်းလင်းပါစောစစ်စစ်ပြတ်သားပါလို့ပြောချင်ပါတယ်ခင်ဗျားတို့ဘာလက်နဲ့ဒီလိုလားတိုင်းမှုစီတိုက်ရဲ့ပုံစံတော့ပေါ့ကိုတော်လို့အင်းညတရာယဟန်တော်မှာဒီတိုင်းမှုစီကိုဖုံးဆက်တယ် ဟုတ်တဲ့အခါမှာလိုအပ်တယ်ဦးသိန်းတို့ဟိုတလောက်အခုတ်ကူမှလိုတယ်တိုင်းမူကြီးဒီလိုလိုရှိတယ်ဒီဒီရွာလေးကတော်တော်တော်နဲ့ရွာလေးလက်နဲ့လှုပ်ပေးပါဦးဆိုတော့ချက်ချင်းလက်ငယ်လှုပ်ပေးတာပဲဗျာတကယ်လှုပ်တဲ့ရွာဆိုသူလည်းသူအဲ့တိုင်းမူမှလည်းနားနေပါတယ်မျက်လုံးနေပါတယ်နားကြားတယ်မျက်လုံးကကြည့်ရင်သူသိရတယ်ဘယ်သူကလုံးမလုံးဘယ်သူလုံးလို့ဆိုတာသိတယ်ဘာလိုအပ်တယ်ဘာသူတောင်းပြသူစုံစမ်းပဲသိတယ်သိရတဲ့ကြောင့်အဲ့ဒီရွာကိုသူကဲတော်တော်တယ်သူလှုပ်လက်နဲ့ချပေးတယ်ငှားပေးတယ်ပေါ့ဗျာကဲချီရောက်စွာတင်ပြပြီချီရောက်စွာ လှုပ်ဆောင်ဖို့ပါမဖြစ်မနေလောက်ရမရဘူးသေးတဲ့ခါလေးမှာလှုပ်လိုက်အေးသေးလေးဖြစ်နေတဲ့အချိန်မှာကြီးမှလောက်ရရင်ခက်ခဲတွေမလိုဘဲနဲ့အင်အားတွေတုံးရမယ်မလိုဘဲနဲ့အင်အားတော်များစွာတုံးရလို့ရှိရင်နစ်နာတယ်ဆိုအင်အားနည်းနည်းတုံးရမယ်အင်အားနည်းနည်းလေးနဲ့လှုပ်မလိုက်ဒါလေးအကြံပေးခြင်းပါလေအားလုံးတော်ပါလေကြာ